TikTok application ကိုအသုံးပြုနေရင်လည်းတခြားသော application နောက်ထပ်တစ်ခုနဲ့နှစ်ခုတပလိတ်တွေတွဲပြီးတော့ application နှစ်ခုအသုံးပြုလို့ရနေပါပြီ။ဘလို့အသုံးပြုလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်။ကျွန်တော်တို့ကပထမဆုံးကိုယ့်ရဲ့ TikTok account ထဲဝင်မှာ ကိုယ့်ရဲ့ TikTok အကောင့်ထဲကိုဝင်ပြီဆိုရင်ဒီ screen ပေါ်မှာပေါ်နေတဲ့ video တစ်ပုတ်ရှိရပါတော့။အဲ့ဒီ video ကျွန်တော်တို့ကလက်ကလင်းနဲ့ထောက်ပေးရမယ်။လက်ကလင်းနဲ့လို့ထောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဖြူတန်းလေးပေါ်လာမယ်။အဖြူတန်းလေးပေါ်လာလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ picture in picture ဆိုတဲ့စာလေးကိုကျွန်တော်တို့ကရွေးပြီးနှိပ်ပေးရမယ်။အဲ့ဒီစာတန်းလေးကိုနှိပ်ပေးမှသာရင်ကျွန်တော်တို့ရဲ့ပေါ့နော် TikTok application က screen ပေါ်မှာ အသေးလေးအနေနဲ့သွားပေါ်ပြီးတော့ application နှစ်ခုကိုကျွန်တော်တို့ deploy တဲ့အသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ screen လေးကိုတစ်ချက်ပေါ့နော်ကျွန်တော်ဗီဒီယိုလာနေတဲ့အတန်ကြောင့်အတန်ဆူမာဆွဲကြအောင်အတန်ကိုပိတ်ထားတယ်အဲ့တော့ screen လေးကိုဒီလိုလက်ကလေးနဲ့အဲ့လိုထောက်ပေးလိုက်ထောက်ပေးလိုက်ပြီဆိုရင်ညာဘက်ကကိုဒီလိုမျိုးလေးဆွဲပြီးဆွဲပြီးလို့ရှိရင်ကျွန်တော်ပေးချာ in ပေးချာဆိုတာရှိတယ်အဲ့တော့ပေးချာ in ပေးချာကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းရဲ့မျက်နှာပြင်ပေါ်ကိုကျွန်တော်တို့ကနေပြီးတော့ TikTok ဗီဒီယိုလေးကအသေးလေးအနေနဲ့ပေါ့နော်ဒီမှာပျက်ထားသလိုအသေးလေးအနေနဲ့တက်လာလိမ့်မယ်အဲ့တော့တစ်ချက်နှိပ်လိုက်မယ်ခဏစောင့်ပြီးရအောင် အဲ့တော့ကျွန်တော်တို့ကပလေးကိုပေါ့နော်တစ်ချက်နှိပ်လိုက်ပလေးကိုနှိပ်လိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးလို့ရှိရင်သူက auto တပုတ်ချင်းစီကိုသူကတပုတ်ပြီးရင်တပုတ်အဲ့လိုလာလာပေးနေတယ်မယ်ကျွန်တော်တို့က Facebook တွေပဲသွားသုံးသုံးကျွန်တော်တို့တခြားသော Viber တွေပဲသုံးသုံး Telegram ပဲသုံးသုံးအဲ့တော့ application တစ်ခုချက်တင်ထိုင်ရင်းနဲ့လည်း TikTok ကြည့်လို့ရတယ်ကျွန်တော်တို့ Viber မှာစာရင်းနဲ့ချက်တင်ထိုင်ရင်းနဲ့အလုပ်ကိစ္စလုပ်ရင်းနဲ့လည်းကျွန်တော်တို့ TikTok ကြည့်လို့ရတယ်တခြားသောနေရာတွေမှာလို့သွားရင်း application တစ်ခုတပိတ်ပဲသုံးလို့ရအဲ့တော့ကျွန်တော်ဖွင့်ပြမယ် ီယာပြောပြရမယ်ဆိုရင်သူအဲ့တော့ဆိုရင်ပန်းရောင်နဲ့စီလိုနာမှာကျင်းစော့နေတာအဲ့တော့သိမခင်သေးဘူးနော်ဟာမခင်ဘူးမလား ဒီလိုပုံစံမျိုးလေးတိုင်းပဲပေါ့နော်တစ်ဖက်က TikTok ဗီဒီယိုကလည်းကျွန်တော်တို့အလားမပြတ်ဘူးတပုတ်ချင်းတွေရွေးပေးတယ်ကိုကလည်းကိုသုံးနေတဲ့ Viber လေးပဲဝင်ဝင် Facebook လေးပဲဝင်ဝင် application တစ်ခုကိုသုံးလို့ရတဲ့အတွက်ကြောင့်ပေါ့နော်တစ်ဖက်က TikTok ကြည့်ရင်လည်းကျွန်တော် Viber ကိုပဲသွားသုံးသုံးနားလို့ Facebook ကိုပဲသွားသုံးသုံးကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော် LinkedIn ကိုအဲ့လိုမျိုးလေးသုံးလို့ရတယ်သုံးပြီးတော့ကျွန်တော်တို့ ဒီဥစ္စာကိုပေါ့နော်ကိုယ့်ရဲ့ screen ပေါ်မှာသူက application တစ်ခုသုံးလို့ရအောင်လုပ်ထားရတဲ့ကြောင်းကိုယ့်ရဲ့ phone screen ပေါ်မှာဒီ TikTok application ကိုပြန်ပြီးတော့ကြီးကျင်နေဆိုရင်လုပ်ရရနည်းရယ်ပြီးလို့ရှင်ဒီလိုတိတိလေးကိုကျွန်တော်ပြန်ဖြောက်ရရနည်းလို့ပြောပြမိပေါ့နော်အဲ့တော့ကျွန်တော်လည်းနော်ပြန်ပြီးတော့ကြီးကျင်တဲ့ဒီဥစ္စာကိုပေါ့နော် TikTok application ကိုပြန်ကြီးကျင်နေဆိုရင်ဒီ TikTok application လေးကိုလက်ကလေးတစ်ချက်ထောက်လိုက်ထောက်ပြီးလို့ရှင်အပေါ်ဆုံးမှာမျှပြရနေရရှိအဲ့နားလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပေါ့နော် ပြန်နေရှိသည်เนาะပြီးတော့တောက်လျှောက်ကအဲ့မှာစပြီးတော့တောက်လျှောက်တွေ့ပြတယ်အာပြီးတော့ပြီးတော့အလုပ်တွေလည်းဒီလိုလုပ်ပြနေရအဲ့တော့ဒီ application လေးကိုတိတ်သိလေးကိုကျွန်တော်တို့ကဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာချက်ချစ်ကလေးရှိအဲ့လေးကိုဖြတ်လိုက်လို့ရှိရင်ကျွန်တော်တို့ရပြီပေါ့เนาะအဲ့တော့ဒါ TikTok ရဲ့ update မှာပါလာတယ် TikTok ကိုတုံးနေနေတဲ့ video ကြည့်နေနေတဲ့တခြားသော application တွေကိုကျွန်တော်တို့တုံးပြုလို့ရရင် TikTok update မှာကျွန်တော်တို့ပေါ့နော်အစ်တတိုးလာတာဘယ်လိုမျိုးလေးဘယ်လိုအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်ထပ်ပြီးပြောပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ TikTok application နဲ့ဝင်လိုက်ပါ TikTok application နဲ့ ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအပောင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်ပို့တစ်ခုကိုရိုက်ပေးပါတော့အဲ့တော့ပို့တစ်ခုကိုကျွန်တော်က15စက္ကန့်ရွေးလိုက်တယ်ရွေးပြီးလို့ရှိရင်ကျွန်တော်ပို့တစ်ခုကိုစပြီးရိုက်လိုက်ပြီနော်အဲ့တော့ပို့တစ်ခုကိုကိုယ်သဘောကျတဲ့အထိကျွန်တော်တို့ရိုက်ပေးပါကင်မရာလေးကိုတွားပြီးတော့တချင်းနဲ့ရရအလွတ်ပဲရရအဲ့လိုရိုက်ပြီးလို့ကိုကသဘောကျလို့အဆင်ပြေပြီဆိုလို့ရှိရင်ဒီကင်မရာမှာရှိနေတဲ့အနီလေးကိုအတုံးလေးကိုကျွန်တော်တို့ကရက်ပြရမှာဖြစ်ပါတယ်အဲ့ဒီအတုံးလေးကိုရက်ပြပြပြဆိုလို့ရှိရင်ကျွန်တော်ကအမှန်ချစ်ကိုရွေးမယ်ရွေးပြီးလို့ရှိရင်ထိတ်ဆုံးကအပေါ်ဆုံးကမြားကြော်လေးကိုကျွန်တော်နှိမ့်မယ်လိုက်ပြီเนาะတော့ပို့တက်ခုကိုကိုသဘော ဲ့တော့အများကတော့လေးကိုကျွန်တော်နှိပ်ပြီးဆိုရင်အရင်တော့ဆိုရင်ကဗီဒီယိုတစ်ပုဒ်ရိုက်ပြီးဆိုလို့ရှိရင် save with water map အဲ့တော့ဒီဗီဒီယိုကျွန်တော်တို့ကစမယ် TikTok logo ပါပြီးတော့စမယ်ပေါ့နော်အဲ့ဒါငကူလေးကပါပြီးသားနောက်တစ်ခုကကျတော့ port to save without water map without water map ဆိုတာကျွန်တော်တို့ TikTok ရဲ့ logo မပါဘဲနဲ့ port တင်မယ်ပြီးတော့ကိုယ့်ရဲ့ phone gallery ထဲမှာ TikTok logo လည်းမပါဘဲနဲ့ကျွန်တော်တိန်းလဲတိန်းစမယ် post လဲတင်မယ်ဆိုတော့အဲ့ဒီနှစ်ကြောင်းကငကူလေးကရှိပြီးသားနောက်ထပ်အသစ်ထပ်ပါလာတာကျွန်တော်တို့က port to story to say without water မဲ့ story တပုတ်တင်လိုက်ပြီဆိုတာနဲ့ TikTok မှာ story တပုတ်ကိုတင်လိုက်ပြီဆိုလို့ရှိရင် TikTok logo မပါဘဲနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ gallery ထဲမှာတင်ဆက်လို့ရပါတယ်ဆိုတဲ့အသက်ကလေးပါတာကအရန်ကိုလူတိုင်းအတွက်အသုံးဝင်တယ်ပေါ့နော်ကျွန်တော်တို့ကပုံမှန်ဆိုရင်ပို့တင်ပြီးတော့ပို့မှာတခုသွားတင်တယ်ပြီးလို့ရှိရင် gallery ထဲကိုရောက်အောင်လုပ်တယ်ကျွန်တော်တို့ပို့တင်ရတာနည်းနည်းလေးတော့ခက်ခဲပင်ပန်းတယ်ပေါ့နော်အဲ့တော့ story ကိုလွယ်လွယ်ကူကူကျွန်တော်တို့တင်ပြီးတာနဲ့ကိုလိုချင်တဲ့ video လေးတွေကိုကျွန်တော်တို့ကတင်လို့ရတယ် story じゃ တရက်လောက်ကြာနေပျောက်သွားအောင်လေပျောက်သွားတဲ့ခါကျတော့အဲ့ post ကိုဖုန်းကလေးတွေဝင်လာပြီဆိုလို့ရှိရင်နောက်နေ့ကိုကျွန်တော်ပြန်တင်လို့ရရပါတော့အဲ့တော့ဒါလေးကအားတကြက်တစ်ခုပါလာတာပေါ့နော်အားလုံးအတွက်လည်းအရှင်ပြည်တဲ့အရင်လည်းအတုံးဝင်နေအဲ့တော့ကြည့်ရှုပေးနေတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ